ထိုင်းနိုင်ငံအငင်းပွားမှုဖြစ်ရှင်ရဲ့အတွက်နိုင်ငံတကာတရားရုံး ICJ ကိုအကူအညီပေးဖို့ကမ္ဘောဒီးယားနိုင်ငံကတောင်းခံခဲ့တယ်လို့ဝန်ကြီးချုပ်ဟွန်မာနက်စ်ကတနင်္ဂနွေနေ့မှာပြောပါရယ်။အငင်းပွားမှုတွေကြောင့်ပြီးခဲ့တဲ့လမှာသွေးထွက်တန်ယိုတိုက်ပွဲတွေဖြစ်ပွားခဲ့ရတာပါ။ မြဆိုင်အောင်တရိကန်နေမြေလို့တည်ကြတဲ့အငင်းဘွားနေမြေမှာတစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်ခဲ့ကြတဲ့အတွက်ကမ္ဘောဒီးယားစစ်သားတဦးမေလ28ရက်နေ့ကတည်ဆုံခဲ့ရပါတယ်။တရိကန်နေမြေမှာကမ္ဘောဒီးယား၊ထိုင်းနဲ့လာအိုသုံးနိုင်ငံစုံတဲ့နေရာဖြစ်ပါတယ်။နှစ်ဖက်လုံးကမိမိကိုယ်ကိုကာကွယ်ရေးအတွက်ပြစ်ခတ်ခဲ့ရတယ်လို့ပြောကြားခဲ့ကြပြီးထိတ်တိုက်တွေးမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်နှစ်ဖက်တပ်ဖွဲ့ဝင်တွေပြန်လည်နေရာချထားရေးကိုသဘောတူခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ထိန်းချုပ်ရေးကိုမကြသေးမီကာလကထိုင်းနိုင်ငံက တင်ကျပ်ခဲ့ပါတယ်။ကမ္ဘောဒီးယားကလည်းတုတ်တက်ဖွဲ့တွေကိုတောက်ကြနေမှာအပြည့်အဝတက်လှန်ထားကြတာပါ။သူ့နိုင်ငံတွင်ထိုင်းနိုင်ငံကရုပ်တံအစီအစဉ်တွေ၊ဇာတ်ကားတွေ၊ရုပ်ရှင်တွေ ထုတ်လွှင့်ပြသတာကို ပိတ်ပင်နေအမိန့်ထုတ်ခဲ့ပါတယ်။နေဆက်အငင်းပွားမှုဖြစ်ရှင်ရဲ့အတွက်တရားဝင် စာတစောင်ကို ICJ တို့ကမ္ဘောဒီးယားနိုင်ငံကပေးပို့ခဲ့ကြောင်းဟိုမာနက်စ်ကတနင်္ဂနွေနေ့က Facebook စာမျက်နှာပေါ်မှာပြောထားပါဗျ အငင်းပွားနေရာ၄ခုရှိပြီးတခုမှတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်တယ်လို့ကြံသုံးခုမှာတော့ရှေးဟောင်းဖုန်ကြီးကျောင်းတွေရှိတဲ့နေရာဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကနိုင်ငံတကာဥပဒေနဲ့ညီညွတ်ရေးကိုပဲရွေးချယ်ပါတယ်လို့ကမ္ဘောဒီးယားကောင်ဆောင်ကပြောပါတယ်။ကမ္ဘောဒီးယားကတရားမျှတမှုမျှတမှုအိန္ဒိယနိုင်ငံနေနဲ့နယ်နိမိတ်ပိုင်းခြားတမတ်မှုကိုပဲလိုချင်ပါတယ်။ဒါမှကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေဟာတိုးနဲ့တူဒီလိုမျိုးပြဿနာတွေမရှိမှဖြစ်ပါတယ်လို့သူကပြောပါတယ်။ ICJ ကိုအငင်းပွားပြဿနာဖြစ်ရှင်းပေးဖို့လွှဲလိုက်တဲ့အပေါ်ထိုင်းနိုင်ငံကပူပေါင်းပါဝင်မှာလားဆိုတဲ့ပြန်ကြားချက်ကိုသူ့အစိုးရကစောင့်မျှော်နေပါကြောင်းဟိုမာနက်စ်ကတောက်ကြနေမှာပြောပါရယ်အင်ဒိုချိုင်းနာဒေတာကိုပြင်တိုသိမ့်ပိုက်ထားတဲ့အချိန်20ရာစုအစောပိုင်းကနှစ်နိုင်ငံအကြားကီလိုမီတာ800မိုင်900ရှည်နယ်နိမိတ်ကိုပြန်လည်ရေးဆွဲစဉ်ကလေးကအဲ့ဒီပြဿနာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ် နေဆက်မှာရှိတဲ့ဘုံကြီးကျောင်းနေမြေအငင်းပွားမှုအပေါ်အရင်ကလည်းကမ္ဘောဒီးယားက ICJ ရဲ့အကူအညီကို တောင်းခံခဲ့မှုပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်တည်ခံဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည်သူတွေကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။